ဝေလီဝေလင်းအချိန်လေးမှာကျင်းကတန်တွေကိုနားထောင်ရင်ဥဒိယမတူညီခဲ့တဲ့မော်ဆိုးလေးရောအခုတော့ရွယ်ချက်တစ်ခုတည်းနဲ့အတူတူထိုင်းနေကြပါတယ်။လက်ထက်ကြီးနှုတ်ွက်ကင်ထားတဲ့မော်ဆိုးကြီးဥဖေချင်းရဲ့လက်တွေကတုန်နေခဲ့တယ်ဗျ။ကြောက်နေရလားဦးလေးမင်းကြီးတော်ဦးကြောက်အေးနေလို့ဟာအကုန်လုံးရေမောလာကြပြီခဏနေတော့ပြန်တိတ်သွားကြပါ နေမင်းကြီးထွက်ပေါ်လာတဲ့အခါမှာသူတို့မရှင်ဆ ਾਇ ရမယ့်အချင်းကိုရောက်လာတို့တည်ပြ။ယောက်မျိုးအစင်းသိမလား။ငါလိုလူကအစင်းသိမဖြစ်စရာလား။ဘလောက်ရထားလဲ။များလား။အများကြီးပဲကွာ။မင်းစောင့်ကြည့်နေလား။မိုးဆိုးလူငယ်နှစ်ယောက်ရဲ့စကားကြောင့်ဥဖေတင်တိကျစေဝင်သွားပေမယ့်မေးလဲတေချာတဲ့အဖြစ်မရခဲ့ပါဘူး။ မြို့ကတော့အချိန်ကျရင်တိလိမ့်မယ်လို့သာဖြေနေခဲ့တယ်ဗျအတင်းမဲလားစီစဉ်နေတဲ့ရေတံကိုနားထောင်ရင်သူတို့အတွင်းစိတ်ထဲတော့ကြောက်စိတ်ကိုခံစားနေရသေးပါတယ်ရေခဲတမျှအေးနေတဲ့ရေထဲမစင်းခင်မှာဥဖေတင်းကအော်ပြော့လိုက်တယ်ဗျခဏလေးဘာလို့လဲဦးလေး လှမ်းကြည့်လိုက်တော့နေဦးမျက်နှာမှုကလက်အုပ်ချီလေးရဲ့ဒူးထောက်ထိုင်းနေတာကိုတွေးလိုက်ရပါတယ်။ခဏနေတော့မြေကြီးအနှဲငယ်ကိုဆုပ်ယူကာသူတို့ရေစီကိုကျဲပီးလိုက်ပြီးစူတောင်းပေးခဲ့တယ်ဗျ။မင်းတို့နှကောင်းနှမြတ်တွေစောင်းလျှောက်ပြီးဘာအနေမှမကြုံပါစေနဲ့လို့ငါစူတောင်းပါတယ်။တမန်စူတောင်းစကားလေးကပဲအားလုံးရဲ့ကြောက်စိတ်ကိုပျောက်သွားစေပြီးရဲရင်စိတ်တွေဝင်လာစေခဲ့ပါတယ်။ဆွေးစုတင်ပါတယ်ဦးလေး။ အဲ့ဒါကျွန်တော်တို့အတွက်တော့အကာအကွယ်ခါတာလို့ပါပဲအဆိုပါမုတ်ဆိုးရဲ့ပြုတ်မှုပုံကိုမြင်တော့ကျန်တဲ့မုတ်ဆိုးနှစ်ယောက်ကလည်းထတ်တူလိုက်လုခဲ့ကြတယ်ပဲမင်းတို့မုတ်ဆိုးစစ်စစ်တွေဖြစ်နေပြီမင်းတို့ကိုယ်ထဲမှာရှိတဲ့မုတ်ဆိုးတွေကရွာလူတိုင်းထက်ရဲတယ်ငါတို့ပြန်နိုင်ခဲ့ရင်မင်းတို့ရဲ့ရဲရဲမှုအကုန်လုံးသိအောင်ငါကိုယ်တိုင်ကျင်းကြမယ်စုံသွားခဲ့တဲ့မင်းတို့တငယ်ချင်းအတွက်ရောပဲပြန်မှာပေါ့ဦးလျာကျွန်တော်တို့ကတော်ပြီးသားပဲဦး ဥဖေတင်မြေဦးရဲ့စကားကြောင့်ထတ်ရှိလိုက်ပြီးတဲ့နောက်အေးအထက်ကိုကြက်ကြက်ခံကရေစီအတိုင်းရှောက်သွားခဲ့ပါတော့တယ်။တနတ်ကိုအသင့်ပြင်းထားသလိုဘေးဘီကိုလည်းမျက်စိရှင်းရှင်းထားရင်နေပေါ့ဗျာ။ဒါပေမဲ့လည်းအတော်ကြာလာပြီးတဲ့အထိတောင်ဘာအရေးအယောင်မှမတွေ့ရပဲတင်းချိုင်းတစ်ခုလိုတိတ်ဆိတ်နေခဲ့ပါတယ်။ကျင်းခက်တန်တွေလည်းကြားနေရပြီးကြောက်ရှာကောင်းတဲ့တာယန်ကောင်ကြီးတွေမိခိုးတဲ့ဒီတော့ကတာမန်တော်တစ်ခုပေါ်နေခဲ့တယ်ဗျာ။ ဘလို့ဖြစ်တာလဲဦးလေးဘာလို့ဒီတော့တိတ်နေရလဲသူတို့ကြောက်ပြီးတော့အတိုင်းများပြောင်းတော့တာများလားမဖြစ်နိုင်ဘူးသူတို့ကဒီလောက်ဆိုးသွမ်းတာဒါထောင်းချောက်ဖြစ်နိုင်တယ်သတိထားနေကြအရင်တော့ကသာမြောက်ကထောင်းချောက်ဆင်းနေတယ်ပြောရင်သူတို့ရီမိနိုင်လောက်တည်ဗျာ ဒါပေမဲ့အရင်နေ့ကအဖြစ်ပြန်တဲ့ဂျုံပြီးတဲ့နောက်တော့ဒီကောင်တွေကဘလောက်ညံကောင်းတဲ့တရိတ်ဆန်နေလဲဆိုတာသူတို့နားလေသွားပြီးဖြစ်ပါတယ်။အဲအချိန်မှာဖြစ်လာတဲ့အရာကဥဖေတရင်စကားကိုထောက်ခံပြီးသားဖြစ်သွားခဲ့တယ်ဗျ။ရုတ်တရက်ကြီးဝှချုံတွေသူတို့ရက်နေတဲ့နေရာစီရောက်လာခဲ့ပါတယ်။သူတို့တရိတ်တကြီးနဲ့ဘေးကိုခုံဆောင်လိုက်ရပြီးတရိမကနိုင်သေးခင်မှာပဲနောက်ထပ်ဝှချုံတွေထက်ရောက်လာခဲ့တယ်ဗျ။ကဲအလုံးပြင်းနေမှာပူရကြ။ အလိုဥဖေတဲ့စကားအတိုင်းတိတ်မဝေးတဲ့တစ်ပင်နေတော့ကွဲထားလိုက်ပါခနာလောက်တေမင်းကိုတွေ့လိုက်ရတယ်လို့မျိုးဥဖေတင်ခန်းစားလိုက်ရပြီးချွေးစည်းတွေပြန်လာကရေမာတုံလာခဲ့တယ်ပြအလုံးဘာဖြစ်သွားသေးလဲအစီပြေကြလားဥဖေတင်မိတာကိုလူငယ်သုံးယောက်ကအစီပြေကြောင်းအော်ပြောလိုက်ပါတယ်ဦးလေတရိစာဒါမှမဟုတ်နောက်ကျသွားပါပြီ ုခန္ဓာကိုမြေပေါ်လဲတော်တာပဲသိလိုက်ရပြီအပေါ်မှာအခွင့်အရေးကိုစောင့်နေကြတယ်မြောက်တွေခုန်ဆင်းလာကသူ့ကိုဝိုင်းတာခံလိုက်ရတယ်ဗျအော်ဒါအကျေးကြားလိုက်ပြီးဥဖေတင်လဲသူ့ရင်မှတ်တာရောက်လူနေပါဖြစ်နေတဲ့ဝချုံဝကြည့်ကစက်သေးသေးနေခဲ့ပါတယ်တနတ်တန်ထွက်ပေါ်လာပြီးဝချုံကင်ထားတဲ့မြောက်တွင်းထွက်သွားကခေါင်းတစ်ချမ်းပွင့်သွားခဲ့တယ်ဗျထားလေဦးလေးဘာလုပ်နေရလဲ ကျော်ကြီးကအဲ့လိုပြောလိုက်ပြီးကြည်စံကိုအစ်စ်လဲလိုက်ပါတယ်။မဆိုးမျိုးထုံးကလည်းအကာအကွယ်နောက်ကနေအော်ပြောလိုက်သေးပြ။မြို့ကြီးပြင်းပြန်လောက်ခါငါတို့သေးကြတော့မယ်။ပြင်းပြန်။အေးတိပါတယ်။မင်းတို့ဒီမှာလာစုနေကြ။ငါအမြန်တယ်။အဲ့လိုကြတာနဲ့သူတို့လည်းမြို့ဦးပြောတဲ့နေရာကိုချက်ချင်းပြေးသွားကြပါတယ်။ လူငယ်တွေဆိုတော့မေမေရောက်သွားကြပါမယ်ဥဖေတင်တို့အဖိုးကြီးကတော့ရိုင်းနေနေနဲ့မနဲ့လေးရှူသွင်းကဖြည်းဖြည်းချင်းတွားနေရတယ်ဗျသူ့နောက်မှာလဲမြောက်တွေကလိုက်ပါလာခဲ့ပါတယ်ဦးလေးရှောက်လိုက်တပြိုင်တည်းမှာပဲသူ့ရှိရာကိုတစုံတစ်ခုပြေးဝင်လာခဲ့တယ်ဗျဥဖေတင်ဘာကူမှစိတ်မဝင်စားနိုင်တော့ပဲရှို့ခုံကရှောင်းလိုက်ရပါတယ် အဲ့ဒီအရာမြောက်အထက်ကိုကြာသွားပြီးသိမကြဘူးပေါက်ကွဲတဲ့အကြီးကြီးကြားလိုက်ရတယ်။ဥပဒေတယောက်လည်းအသေးစိတ်လွတ်တယ်လို့ဖြစ်သွားခဲ့ပါတယ်။တတိယလာတဲ့အချိန်မှာတော့မုတ်ဆိုးငယ်နှစ်ယောက်ကသူ့အကူကမြင်းဦးရှိရာစုရက်ကိုခေါ်လာပြီးဖြစ်တယ်ဗျ။ မိကိုရီရှင်းသွားပြီးတဲ့နောက်တော့မြောက်တွေအများကြီးလဲကျနေတာကိုတွေ့လိုက်ရပါတယ်။တချို့အကောင်ကခြေချိုးတချို့ဆိုဥရီထွက်တချို့ဆိုလည်းအကောင်ထဲထောင်မရှိတော့ပဲခေါင်းတခြားကိုတခြားနေရာအနှံ့အသားစရီပြန့်ကျဲနေတော့တယ်ဗျ။ကြံနေတဲ့ကောင်တွေလည်းရန်တိုင်တိုင်နဲ့တောထဲပြန်ပြေးဝင်သွားကြပါတယ်။အဲ့ဒါဘာကြီးလဲမြောက်လောင်းတွေပြန်ကျင်းနေတာကိုကြည့်ပြီးမေးခင်လိုက်ပါတယ် တွေးနံနေလဲပြန့်နေကအထွက်မတက်ပါပဲဒါမှလည်းဘာဖြစ်တမ်းမှမကြခင်ရပါဘူးငါတို့အရလုံမသွားဘူးလားတစ်ချက်ထဲနဲ့ဆဲချီတယ်ကွာကျော်ကြီးကပြန့်ကျဲနေတဲ့အသားစားတွေကိုကြည့်ပြီး ပြောခင်လိုက်တာပါဦးကျော်ကျော်ဖြစ်နေတဲ့ဥဖေတင်သတိပြန်ဝင်လာပြီးတဲ့နောက်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ထပ်မူးနောက်လာကစားထားတဲ့များအကူအန်ထွက်သွားခဲ့ပါတယ်နည်းနည်းတက်တာလာမှမေးကြည့်လိုက်တယ်ဗျာ ငါဘယ်ရောက်နေရလဲငရဲလားအခုနဟာရောဘာလဲတခြားမင်းဆင်းလာပြီးတော့ငါ့ကိုလာတတ်တာလားစကားမဆုံးသေးဘူးတိုးတွေကအတန်ထက်ကြားရပြန်နေပြနောက်ထပ်မြောက်ဇေကောင်လောက်ထက်လာတာကိုတွေးလိုက်ရပါတယ်ဘလို့လုံးကြမလဲသူတို့လာပြန်ပြီမဟုတ်ဆိုးကျော်ကြီးကစတေးပြစ်ခတ်လိုက်တော့အခြားသူတွေလည်းပြစ်ကြတော့တယ် ဒါပေမဲ့လည်းတကောင်ကြသွားတာနဲ့နှကောင်ထက်ရှေ့တူလာတာကြောင့်မိုးဆိုးလေးယောက်ကိုပြာရာခတ်သွားစီခဲ့ပါတယ်။မြူးဘိုးခေါ်လိုက်တော့ဟာမြင်းမြင်းမရတော့ကွာသူတို့အရန်နေနေပြီငါသုံးလိုက်ငါတို့ပါအတူတူပောက်ကွက်သွားလိမ့်မယ်သူတို့လက်အသေးတဲ့အထိပြစ်ခတ်ကြပြီးတဲ့နောက်မြောက်တွေဝိုင်းတာခန်းလိုက်ရပါတယ် ဒါပေမဲ့ထူးဆန်းစွာမြောက်တွေကဘာလို့ရှားမှုမှမလုပ်ပဲဝိုင်းယုံသားဝိုင်းထပြီးအော်ဟစ်ကြတယ်ဗျလက်ထဲကဝချုံနေနဲ့လည်းမပစ်ခတ်ကြပါပြီးနောက်အနောက်ကနေလာတဲ့ခေါင်းဆောင်ပုံစံမြောက်ကြီးတကောင်အတွက်လမ်းဖယ်ပြလိုက်တာကိုတွေ့လိုက်ရပါတယ်အဲဒီမြောက်ကြီးကအေးအေးဆေးဆေးနဲ့ခေါင်းဆောင်တယောက်လိုလမ်းလျှောက်လာပြီးဘာမှချိတ်ချောက်တမ်းမျိုးလည်းမပြုခဲ့ပါဘူးဒါကတော့သူတို့ရင်ဆိုင်နေရတာကအလွန်ထက်မြက်တဲ့သူတို့ဆန်နေနဲ့မှသိသာစီပါတယ် သူတို့ရှေ့ရောက်လာပြီးတဲ့နောက်ဥဖေတင့်ကိုစူးစိုက်ကြည့်နေခဲ့တယ်ဗျ။ဥဖေတင့်ခေါင်းဆောင်အနေနဲ့ရှေ့ထွက်ရလိုက်ပြီးမှမြောက်ကြီးနဲ့မျိုးလုံးချင်းစုံကြည့်ရင်စက်သိမ်းမှာထလာခဲ့ပါတယ်။ဒီလိုရှုံးနေတဲ့ခန်းစားချက်ကသူ့ကိုလှောင်နာခံနေရတယ်လို့စိန်ခေါ်ခံနေရတယ်လို့အထင်သေးခံနေရတယ်လို့ခန်းစားရစီခဲ့တယ်ဗျ။ဦးလေသူနာမကန်နဲ့ဝင်ဝင်နေ အော်ပြောတဲ့မျိုးထွန်းကိုယောက်ကြီးကအော်ဟစ်လိုက်တယ်။မင်းလည်းခံစားမိတယ်မလား။ဒီယောက်ကြီးကထူးဆန်းနေတယ်။ဥပ္ဖေတင်တဲ့အဲ့ဒီယောက်ကြီးအချိန်အတော်ကြာမျက်လုံးချင်းစုံပြီးတဲ့နောက်ယောက်ကြီးရဲ့ပုံစံကသူ့ထက်အဆမတန်သိငယ်တဲ့ဥပ္ဖေတင်ကိုတတ်ပြစ်တော့မလို့ခံစားနေရပါတယ်။မျိုးထွန်းတော့အဲ့ဒီလိုခံစားမိနေခဲ့တယ်ဗျာ။ ဒါပေမဲ့အဲ့နောက်တော့သူတို့မထင်ထားတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။မြောက်ကြီးကဘာမှမလုပ်ဘဲနောက်ပြန်လှည့်သွားကမြောက်တွေလည်းသူတို့ခေါင်းဆောင်နောက်လိုက်သွားကြတော့တယ်ဗျ။ငါးမိနစ်တောင်မကြာလိုက်ဘူးမြောက်တန်တွေ အကုန်တိတ်ဆိတ်သွားခဲ့ပါတယ်။စိတ်တင်းထားရတဲ့ကြောကြီးလည်းထင်ထားသလိုမဖြစ်လာတော့မှစိတ်လျှော့ပြီးမြေပေါ်ထိုင်းချလိုက်တော့တယ်ဗျ။ သူတို့ဘာလို့ကျွန်တော်တို့ဘာမှမလုပ်ထားလဲနောက်ဆုတ်သွားတာလားမဟုတ်ဘာလို့လဲဘာလို့ရုတ်တရက်ကြီးရက်ပြီးပြန်သွားရလဲသူငါ့ကိုလာချိတ်ချောက်သွားတာငါနဲ့တယောက်ချင်းချောက်ဖို့စိန်ခေါ်သွားတာဘလို့သူလည်းလူတွေလူပဲတွေးပုံရတယ်စစ်ပွဲတစ်ခုမှာခေါင်းဆောင်ကိုရှင်းတယ်လောက်ငယ်သားတွေမထိခိုက်ဘူးတရားမျှတမှုလည်းရမယ်သူလည်းငါ့လိုပဲတွေးနေတာ ဒါပေမဲ့ तू ကမြောက်နော်ငါတို့အစတွေ့ကြတဲ့အခြေအနေကိုပြန်စဉ်းစားကြည့်သူ့ကိုတာမမြောက်လို့ပဲထင်နေတုံးမလားတော်တော်ပြန်ကြမယ်သူနဲ့တည်းရမှာနောက်ဆုံးစစ်ပွဲပဲအဲ့ဒီမှာငါမျိုးကိုကယ်နိုင်မလားဆိုတဲ့အဆုတ်ဖြောက်ဆူဖြတ်ရမှာပဲဒါမှမဟုတ်အသက်ပဲထားခဲ့ရမလားဆိုတာဥပဒေရင်မြူရီကြားကဝိုးရွားမြင်နေရတယ်လူတွေအချိန်မချတာနှစ်နဲ့ကြာနေပြီဖြစ်တယ် မြောက်တွေရဲ့ခေါင်းဆောင်ရှိရနဲ့တမန်ကြားစုရှိရနေရာတောင်ကြီးကိုကြည့်ခဲ့လိုက်တည်ပြအဲ့နေရာကကျိုးဝိုင်းဖြစ်ပြီးသူ့ရဲ့အားအင်သူ့ရဲ့လက်နဲ့သူ့ရဲ့ညံစွမ်းကိုအကုန်လုံးထုတ်တော့ကဒီကောင်တွေအနိုင်ယူပြီးမိဖြစ်သူကိုဥဖေတင်ကယ်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲခင်ဗျာ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ CKU မှာဖုန်းဖြင့်ရေးဆွဲနိုင်မဲ့ 2D animation ကာတွန်းသင်တန်းကိုစတင်ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ software တွင်ဒီ animation အခြေခံမှစတင်ပြီးတော့အခု video မှာပါတဲ့ animation movie တွေကိုစွန့်နိုင်တဲ့အထိလေ့လာသင်ကြားရမှာဖြစ်ပါတယ်ဗျ social media မှာ animation story ဖန်တီးပြီးတော့ဝင်ငွေရှာလိုတဲ့သူတွေကာတွန်းနီးပညာနဲ့မိမိရဲ့စိတ်ကူးရင်ကပ္ပါကိုဖန်တီးလိုသူတွေဝါသနာအနေနဲ့ရောဝမ်းစာအနေနဲ့ရောလေ့လာလိုသူတွေ CKO ကဖန်တီးထားတဲ့ video တွေအတိုင်းစိတ်ဝင်စားဖန်တီးခြင်းတို့များအတွက် CKO မှာ YoYo Class နဲ့ Master Class ဆိုပြီးတော့သင်တန်းနှမျိုးဖွင့်ပေးထားပါပြီခင်ဗျာမိမိကျန်တဲ့တရားအတန်းအောင်ရွေးချယ်ဖို့ CKO မှာအတန်းအရင်နဲ့သိကျင်အောင်မေးလို့ရပါပြီနော် Facebook group Telegram channel ကနေ Secure Team မှ 2D Animation Manager ကိုရိုင်းဗီဒီယိုသင်ခန်းစာတွေနဲ့သင်ကြားပေးမှာဖြစ်ပါတယ်။သင်တန်းကြီးအနေနဲ့ကတော့အခု February လအတွင်းမှာအနှံသူများအတွက် YoYo Class 2သိန်းချက် Master Class 3သိန်းချက်နဲ့သင်ကြားပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။သင်တန်းသားအကန့်အသတ်ရှိသလိုသင်တန်းကြီးကလည်း February လကုန်တာနဲ့ပြောင်းလဲသွားမှာဖြစ်လို့အခုအချက်အခုပဲအဲ့လိုရပါပြီခင်ဗျာ။